အမျိုးသမီးတိုင်းရဲ့အိမ်မက်ထဲကအမျိုးသားတယောက်လို့ခံရပြီးနမဲကြီးရဲ့ရှင်းနေတယောက်လည်းဖြစ်တာမလို့အိန္ဒိယနိုင်ငံရဲ့မီဒီယာလောကရဲ့မျက်နှာပုံဖြစ်နေတဲ့လူကတော့အင်ဒရာပဲဖြစ်ပါလိမ့်။ဒီလိုမျိုးကြော်ကြားမှုတွေအောင်မြင်မှုတွေကလူတိုင်းအတွက်မလောက်စရာဖြစ်ပေမယ့်အင်ဒရာကတော့ပျော်ရွှင်တဲ့ပုံစံမျိုးဖြစ်မနေပါဘူး။သူ့ရဲ့မျက်နှာဟာအမြဲတမ်းလိုခက်ထန်နေတယ်လို့ရှင်းနေလောကရဲ့မာနမင်းသားလေးလိုတော့အများကတင်စားပြီးတော့ခေါ်ဝါကြပါလိမ့်။လွန်ခဲ့တဲ့နှစ်အနေငယ်ကတော့အင်ဒရာကအခုလိုကြော်ကြားနေတဲ့လူတယောက်မဟုတ်ပေ73နှစ်နဲ့ထောင်ချထားတဲ့ရာဇဝတ်သားတယောက်ပဲဖြစ်ပါလိမ့်။ဖခင်ဖြစ်သူကနမဲကြီးရှင်းနေတယောက်ဖြစ်ပေမယ့် ။အင်ဒရာကတော့တကူတဲ့တီးတန့်တိုက်ခန်းလေးနဲ့နေထိုင်နေရပဲဖြစ်ပါ ਈ ။အင်ဒရာရဲ့မျက်နှာရှင်ဆိုင်တိုက်ခန်းမှာတော့မိသားစုတစ်ခုကနေထိုင်ပါ ਈ ။ထိုရဲ့အိမ်မှာရှိတဲ့ဂျီရန်ဆိုတဲ့လူမှာတော့ဆာရူနဲ့ကာဗရီဆိုတဲ့တမီးလေးနှစ်ယောက်အပြင်ဇနီးပြည့်သူတို့ကပါနေထိုင်ပါ ਈ ။ဒီကနေ့ကတော့ဂျီရန်ရဲ့တမီးအကြီးဆုံးဆာရူအတွက်မင်္ဂလာစကားပြောမယ့်နေ့ပဲဖြစ်ပါ ਈ ။သူတို့ရဲ့အနာဂတ်သူတို့သားလောင်းလေးကအမေရိကန်ပြန်မလို့ဂျီရန်ရဲ့ဇနီးကတော့အပြင်အစားအစာတွေကိုစီစဉ်ထားတဲ့နယ်လို့အကြံပေးပေးမိ။ဂျီရန်ကတော့လက်မခံပါဘူး။ ဆာရူကိုလက်ထပ်ရမယ်သူကသူတို့မိသားစုရဲ့ဒလိထုံနှောင်းကိုပါလိုင်းနိုင်ရမယ်ဆိုပြီးဂျီရန်တယောက်ခံယူထားပါရီဂျီရန်ကဂုံတိတ်ခါတယောက်ကိုအလေးနက်ထားတဲ့အပြင်ဒလိထုံနှောင်းတွေကိုလေအစွန်ရောက်ပြီးတော့ယုံကြည်နေတဲ့သူတူအူလေးဖြစ်ပါရီခဏအကြာမှာတော့တမတ်တော်အမေရိကန်ပြန်လေးရောက်ဖုန်းဆက်လာခဲ့ပြီးမင်္ဂလာကိစ္စကိုဖျက်သိမ်းတဲ့အကြောင်းဂျီရန်ကိုလှမ်းပြီးတော့ပြောနေပါရီအကြောင်းကတော့သူတို့သားရဲ့မိဘတွေကအမေရိကန်ကပြန်မလာခင်မှာတာဖြစ်သူအတွက်မိမ၁၀ရောက်လောက်ကြိုတင်ပြီးရွေးချယ်ထားတာဖြစ်ပြီးရှီယောင်မြောက်ကကော်မာလီကိုတာဖြစ်သူကရွေးချယ်သွားလို့ပဲဖြစ်ပါရီ cover ကတော့လက်ထပ်ရမယ့်လူလေးအစင်သေးရှိနေပေမဲ့အမဖြစ်သူစာရုကအခုချိန်ထိလက်ထပ်ဖို့အစီအစဉ်မရှိသေးတာကြောင့်ရုပ်ဆိုးတဲ့စာရုကိုအပြစ်တွေတင်နေခဲ့ပါတယ်။ဒီလိုမျိုးကိစ္စတွေကြောင့်ဂျီရန်တယောက်အတော်လေးကိုဒေါ်လာထွက်သွားပြီးဒီနေ့အတွက်ခွင့်ယူထားပြီးမြုံကိုသွားဖို့အတွက်စာရုကိုထမင်းထုပ်ပြင်ခိုင်းလိုက်ပါတယ်။တက်ခိုင်ရဲ့ဓလီကအသုံးပြုသူရှိနေရကြောင်းဂျီရန်တို့လမ်းလျှောက်ပြီးတော့ဇင်လာရပါတယ်။ဓလီက၃နှစ်ရဲ့လူကအင်ဒရာဖြစ်ပြီးသူ့ရဲ့ရှစ်သူလေးရူဘီနဲ့လူမြင်ကွင်းမှာဖက်လဲတကင်းလုံနေကြပါတယ်။ဒါကိုလက်မခံနိုင်တဲ့ဂျီရန်ကတော့ တက်ခမ်းမနေရသူတွေကိုအစည်းအဝေးခေါ်ခဲ့ပြီးဒီလိုအရှက်မရှိတဲ့ကိစ္စတွေလုပ်နေတဲ့အင်ဒရာကိုမောင်းထောက်ဖို့အတွက်တိုင်ပင်နေကြပါတယ်။အင်ဒရာက73နှစ်သားနဲ့ထောင်ကျဖူးတဲ့လူတယောက်ဖြစ်တဲ့အပြင်ဖခင်ဖြစ်သူကလည်းအကောင့်ကြီးကြီးထဲကပါနေရမလို့သူလုံးရှင်တော်ကိုလုံးနေရဖြစ်တဲ့အကြောင်းအင်ဒနာရှင်တယောက်ကရှင်းပြနေပါတယ်။တစ်ဖက်ကဇာရုကတော့စာကြည့်တိုက်တစ်ခုမှအလုပ်ဝင်နေရဖြစ်ပြီးသူ့မှာတဘောကြားရတဲ့အပီဆိုတဲ့ကောင်လေးတယောက်လည်းရှိပါတယ်။အပီကသူ့ကိုဇာရုတယောက်စိတ်ဝင်စားမှန်းတီးရကြောင်းရိုးအားတဲ့ဇာရုကိုသူ့လိုအပ်တဲ့အခါတိုင်းအသုံးချလိမ့်ရှိပါတယ်။ အပီရဲ့တော်ကီလောင်းနေကိုအတော်လေးကိုကြွေပြနေရမှာလို့အပီခိုင်းတဲ့မြောက်ကိုအရှက်တခွဲကိစ္စတွေအထိစူးစမ်းပြီးတော့အကူအညီပေးတတ်ပါရီ။သူမအနေနဲ့ဘလောက်ထိပဲအရှက်ခွဲပါစေအပီအပေါ်ရှက်တဲ့အရှက်တွေကဘရောမမရောနိုင်ဖြစ်နေပါရီ။အခုတစ်ခေါက်လေးဝဲဝင်ဝဲဆောင်ကြီးနဲ့အရှက်တခွဲဖြစ်လာရပြီးရုံးပြန်ဒက်လီကာထဲမှာတော့အင်ဒရာကိုတွေ့လိုက်ရပါရီ။ဒက်လီကာရုတ်တရက်ပြတ်သွားရမှာလို့ပိုးဝိုင်းလာတဲ့အင်ဒရာကလေးအဝတ်စားတွေထားပြီးရွှေတဲ့အချိန်မှာဆာရူကဒီထက်ပို့ပြီးတော့အဝတ်တွေကိုရှွတ်မနေဖို့အတွက်တောင်းပန်လိုက်ပါရီ။ အင်ကိုပြန်တဲ့တယ်လီကောင်းမှလေအကြောင်းကိစ္စတစ်ခုကြောင့်အင်ဒရာနဲ့ရူဘီတို့စကားအကြီးကျယ်များနေအောင်ဆာရူနဲ့ဂျေရန်ကတွေ့လိုက်ရပါတယ်ဂျေရန်တို့မိသားစုရဲ့ထမင်းဝိုင်းမှာတော့ electronic ဆိုင်မှာအလောလောနေတဲ့စံချိန်နဲ့ဆာရူတို့ကိုမင်္ဂလာစကားပြောဖို့အတွက်စီစဉ်ထားတဲ့အကြောင်းဂျေရန်ကရှင်းပြထားပါတယ်ဒီရဲ့စကားဝိုင်းမှာတော့ဂျေရန်တို့ကခီးထွက်မှမလို့တငယ်ချင်းလိုပဲစကားပြောရမှာဖြစ်ပါတယ်တကယ်တမ်းမင်္ဂလာစကားဝိုင်းမှာတော့စံချိန်တို့ကဆာရူကိုအဖက်မလောက်ကြပဲကာဘရီကပဲအကုန်လုံးကိုတိုက်ခံပြီးတော့ပြောပြနေပါတယ်စံချိန်တို့အပြင်မှာတော့ဖုန်းကမေးချန်ခဲ့တာကြောင့်ဆာရူကပဲပြန်ပြီးတော့တွားပြီးပို့ ကာဗရီကပြောနေခဲ့ပါတယ်။တစ်ဖက်ကစန်ဂျီကတော့ဆာရူလို့ပုံတော်ကြီးကိုမကြိုက်နိုင်တဲ့အကြောင်းအကိုဖြစ်သူစန်ဂျီကိုပြောပြနေပါတယ်။ဒါရီအားလုံးကိုတော့ဆာရူကကြားလိုက်ရပြီးပုံတော်ကြီးရဲ့သူမရဲ့ဖြစ်တည်မှုကြောင့်ဝန်းနေနေရပြီးဒါကိုလည်းအင်ဒရာကမြင်လိုက်ရပါတယ်။ကာဗရီကတော့ဒီရက်တစ်ခါလေဆာရူကအငင်းခံလိုက်ရကြောင်းနဲ့အတူသူမရဲ့ရှစ်တူကလေအမြန်ဆုံးလက်မထမ်းနိုင်ရင်လန်ခွဲကြမယ်ဆိုပြီးတော့ရာဇဏန်ပေးထားတဲ့အကြောင်းဒေါရာတကြီးနဲ့ပြောနေခဲ့ပါတယ်။ဆာရူကလေဝမ်းနေတဲ့ကာဗရီကို"သူမအနေနဲ့အမြဲဆုံးယောက်ျားရဖို့ကြိုးစားမှဖြစ်တဲ့အကြောင်းကြေပြေးလိုက်ပါရီ ဒီလိုမျိုးပုံသုံးနေတဲ့သူမရဲ့ပုံစံကိုအရင်ဆုံးပြောင်းလဲဖို့လိုအပ်တာကြောင့် styling ပညာရှင်ဖြစ်တဲ့ Indra ရဲ့ရှစ်တူ Ruby နဲ့တိုင်ပင်ဖို့အတွက် Saru ကစ조사နေပါရင်ဒါပေမဲ့ Ruby ကနာမည်ကြီးတယောက်ဖြစ်နေရကြောင်းသူမနဲ့ရချင်းရဖို့အတွက်အချိန်၃လလောက်ကိုစောင့်အောင်ဖြစ်တဲ့အကြောင်း Ruby ရဲ့ manager ပြန်ပြီးပြောလိုက်ပါရင်တကယ်လို့သူမအနေနဲ့အများဆုံးတွေ့ရှင်ထောက်ခံချက်တစ်ခုလိုတဲ့အကြောင်းတစ်ဖက်ကနေအကြံပေးလာပါရင် Sanju က Saru လို့ပုံတော်ကြီးကိုလက်ထပ်ဖို့မဖြစ်နိုင်ကြောင်းနဲ့အတူဒီရဲ့အတိုင်းဆိုအချိန်ကြာနေမှာမလို့သူတို့လည်းလက်ခွဲကြဖို့အတွက်ထပ်မံပြီးပြောလာပါရင် ဒါရီယိုတိနေရဲ့စာရုပ်လေးကြာရများတဲ့အဆုံးမှာသူမရဲ့ပုံစံကိုအမြန်ဆုံးပြောင်းလဲဖို့အတွက်ရူဘီရဲ့ရှစ်သူအင်ဒရာစီကိုပဲအကူအညီသွားပြီးတော့တောင်းလိုက်ပါရီအင်ဒရာကိုလေသူမအနေနဲ့အမြန်ဆုံးလက်ထပ်ရဖို့လိုတဲ့အကြောင်းဒီလိုလက်ထပ်ရဖို့အတွက်လေသူမရဲ့ပုံစံကိုအရင်ဆုံးပြောင်းလဲဖို့လိုတာကြောင့်ရူဘီကိုကူပြောပေးဖို့အတွက်တောင်းဆိုလိုက်ပါရီတတိုင်ဆတ်ဆိုင်မင်းရူဘီကအင်ဒရာနဲ့အဆင်ပြေအောင်လို့ပြန်လာခဲ့ပြီအင်ဒရာနဲ့စာရုပ်တို့မနက်၄နာရီမှအတူရှိနေကြလို့အထင်လွဲသွားပါရီ အင်ဒရာကဆာရူရဲ့အကြောင်းကိုရှင်းပြပေးမိရူဘီယာလက်မခံတဲ့အပြင်ဆာရူကိုပလင်းနဲ့ပြပောက်လိုက်တာမလို့အင်ဒရာကပဲကာကွယ်ပေးလိုက်ပါ ರೀ အဲ့ဒီနောက်မှာတော့အင်ဒရာနဲ့ဆာရူတို့စီထဲဖို့အတွက်တွားဝဲနေရုံမှာတိုက်ခိုင်းရဲ့အဆောင်ကရာဇဝတ်တာတယောက်ကဒီလိုမျိုးတန်ရာတွေရှိနေရဟာပြစ်မှုကျွလို့လို့ပဲဆိုပြီးတော့ရဲကိုလှမ်းပြီးတော့တိုင်လိုက်ပါ ರೀ ဒီရက်ခါရဲမှုကလည်းရောက်လာပြီးအင်ဒရာရဲ့တန်ရာပုံစံကတခိုးရည်နဲ့ရဲရည်ပဲကျုံသွေးနေတာကြောင့်အင်ဒရာကတခိုးလားရဲလားလို့မေးနေခဲ့ပါ ರೀ ဒါအိုအင်ဒရာကဘာမှပြန်ပြီးတော့မဖြေတာမလို့ဒေါရထွက်သွားတဲ့ရေမူအားလေးအင်ဒရာတို့နှစ်ယောက်လုံးကိုစကန်ကိုလိုက်ခဲ့ဖို့ခေါ်သွားလိုက်ပါရီတူမရောက်လာလို့ဒီလိုတွေဖြစ်ရတယ်ဆိုတဲ့စိတ်နဲ့ဆာရူကလည်းရေမူစီကိုဖြစ်ချောင်းကုန်စင်ကိုရှင်းပြလိုက်ပါရီဒါအပြင်လေရေမူကသာအင်ဒရာတို့ကိုဖမ်းလိုက်ရင်အင်ဒရာနဲ့ရူဘီတို့ရဲ့ဆက်ဆက်ရေးမှာ sorry ကိုမင်းကိုရှစ်ပါတယ်ဆိုတဲ့စကားကိုပြောခွင့်မရနိုင်တော့ဘူးလို့ထပ်မံပြီးတော့ရှင်းပြလိုက်ပါရီရေမူကလည်းအကြောင်းဆုံးကိုတီးလိုက်ရပြီးရဲ့နောက်အင်ဒရာတို့ကိုလွှတ်ပေးလိုက်ပါရီအချိန်ကရေမူစီမှလည်းအရင်ကိုရှေ့ရတဲ့ချစ်သူတယောက်ရှိခဲ့တဲ့အပြင ကဘာကြီးကိုလေပတ်ဖို့အတွက် sorry ရှစ်တယ်ဆိုတဲ့စကားတစ်ခုမဲ့လိုအပ်တယ်လို့ရင်းမွေးရှစ်သူလေးကပြောထားလို့ပဲဖြစ်ပါရဲ့။ပတီနဲ့ကိုရော်ရှောအင်ဒရာကတော့တွေးထွက်လွန်နေရမလို့ဆာရုတယောက်မနခင်ရောက်တဲ့အထိပြုစုပေးနေပါရဲ့။တိုက်ခိုက်ရဲ့အရှိမှာတော့လူတွေကရရုပ်တဲဖြစ်နေအောင်မြင်လိုက်ရတဲ့ဂျီရန်တယောက်ဘာရီဖြစ်နေတယ်လို့မေးလိုက်ပါရဲ့။အကြောင်းကတော့ဂျီရန်ရဲ့သမီးဆာရုနဲ့အင်ဒရာတို့တညာလုံးအတူတူရှိနေကြောင်းဖြစ်ပါရဲ့။ဘေးကလူတွေကတော့ဂျီရန်ကိုလူငယ်မလို့ခွင့်လွှတ်ပေးဖို့အတွက်ပြောလိုက်ပြီးမေ ဆာရူရဲ့လောက်ရကြမလို့အချက်တကယ်ဖြစ်ခဲ့ရတဲ့အခြေရန်ကတော့ဆာရူကသူ့ရဲ့သမီးမဟုတ်တော့တဲ့အပြင်ဆာရူအတွက်ဇာမနာပွဲလုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဖခင်ဖြစ်သူရဲ့ရဲဆက်တဲ့စကားတွေကြောင့်ဆာရူလည်းအိမ်ကနေထွက်သွားခဲ့ရပြီးစာချီတိုက်မှာအလုံးလုံးနေနေညပါအိမ်နေရပါတယ်။တပတ်ကနေလည်းနေထိုင်ဖို့အတွက်အိမ်ကရှာပေးမိ။ဘာမှအဆင်မပြေဖြစ်နေရကြောင့်ဆာရူတယောက်အကြီးအကျယ်စိတ်ညစ်နေရပါတယ်။အင်ဒရာကတော့ဆာရူအတွက်အိမ်တလုံးကိုစီစဉ်ပေးခဲ့တဲ့အချိန်မှာအဖေကရောက်လာပြီးဆာရူကိုလာပြီးတော့ခေါ်ပေးမိ။သူမှညွန်လွန်လိုက်ပါတယ်။ ။အင်ဒရာစီစဉ်ထားတဲ့အိလီယာဟောင်းနှမ်းပြီးပြီးဆာရူအတွက်အတော်လေးကိုအဆင်ပြေနေပါရင်အင်ဒရာနဲ့အတူဈေးကိုတုံးတဲ့အချိန်မှာတော့အင်ဒရာတောက်နေကြဈေးလျှောက်တွေပါတဲ့ဖြိုရီကိုဆာရူတယောက်တောက်လိုက်မိပါရင်အဲ့လိုနဲ့ဆာရူတယောက်မူသွားပြီးလမ်းမီးမှာအိလိုက်တရှင်းအော်ဆိုလိုက်နဲ့အတော်လေးကိုဟန်ချနေရဲ့အဖြစ်ဈေးတစ်ခုလုံးနဲ့ပတ်ပြီးတော့မှွေနေရကြအင်ဒရာကလည်းသူမရှုပ်သမျှအကုန်လုံးကိုလိုက်ပြီးတော့ရှင်းမင်းနေရပါရင်လူတယောက်ကဆေးရှောက်တောင်းမိရင်တခခုကိုအလုံးအကျူးလုံးမိကြပြီမေဆာရူတယောက်ကတော့ရိုမန်တစ်ဆန်နီယာမလို့အင်ဒရာလေးသူမကိုအတော်လေးကိုတဘောကြနေပါလေ လူကြီးတယောက်ကရုတ်တရက်ပဆက်အိကြသွားရမှလို့လူတယောက်ကကောက်ယူပြီးတော့တိတ်ထားတာကိုစာရူကမြင်လိုက်ရတဲ့အခါမှာပဲပိုင်ရှင်ကိုပြန်အပ်ဖို့အတွက်ပြောနေပါလေဒီရက်ခါအင်ဒရာကရောက်လာပြီးပဆက်အိကိုဖွင့်ကြည့်လိုက်ကစိတ်တူပြီးတော့ပြန်ထွက်သွားလိုက်ပါလေစာရူကတော့ပိုင်ရှင်ကိုပြီးမယ်ဆိုပြီးတော့ပဆက်အိကိုပြန်အပ်လို့အပြီးမှာအင်ဒရာကသူ့မကိုထွက်သွားဖို့အတွက်မောင်းထုံနေပါလေစိတ်တူတူနဲ့စာရူအပေါ်တုံးပြီးလိုက်တဲ့အင်ဒရာကတော့တောင်းမှန်မှုအတွက်သူ့မကိုလိုက်ပြီးတော့ရှာပြီးမယ်ဘမမှရှာလို့မရဖြစ်နေပါလေ အမှန်တော့စာရုကနောက်ဆုံးတွေ့ဟဲ့အမှတ်တိုင်လေးမှာပဲထိုင်နေရဖြစ်ပြီးအင်ဒရာမောင်းထုတ်ခဲ့တဲ့အတွက်အင်ကိုမပြန်ရတာပဲဖြစ်ပါလိမ့်နောက်ဆုံးနှစ်ယောက်သားပြန်ပြီးတော့တွေ့ဆုံတဲ့အချိန်မှာအင်ဒရာရဲ့တောင်းမှန်ပါလေဆိုတဲ့စကားနဲ့စာရုကအကုန်လုံးကိုခွဲလွှတ်ပြီးကနှစ်ယောက်သားဖက်လိုက်ကြပါလိမ့်ဒီရဲ့မြင်ကွေးရုံလေးဂျေရန်တယောက်ယဉ်နာနာနဲ့မြင်လိုက်ရပါလိမ့်အေးရဲ့ပိုင်ရှင်ကအင်ဒရာရဲ့ဖခင်ဖြစ်နေခဲ့ပြီးအင်ဒရာအနေနဲ့အဖေဖြစ်သူကိုအတော်လေးကိုမုန်းနေရပဲဖြစ်ပါလိမ့်။စာရုကတော့နှစ်ယောက်သားကဖက်ပြီးတော့အပြန်အလှန်တောင်းပန်လိုက်ရင်အကုန်လုံးအဆင်ပြေသွားနိုင်တယ်လို့နားချလိုက်ပါလိမ့်။ ဆာရုနဲ့သူမရဲ့ဖခင်ကြောင့်ပြန်လည်ပြီးတော့အဆင်ပြေဖို့အတွက်ဆိုရင် INT INM ဘွေးရတယောက်နဲ့လက်ထရမှာပဲဖြစ်ပါရည်အလူနဲ့အင်ဒရာကလည်းဆာရုရဲ့ပုံစံကိုပြောင်းလဲပေးဖို့အတွက်ဆုံးဖြတ်ချက်ရှာလိုက်ပြီးမှောင်ခိုဈေးကွက်တစ်ခုကိုခေါ်သွားလိုက်ပါရည်ဒီရဲ့ဈေးမရှိရဲ့ style နဲ့တယောက်ကမှောင်ခိုလောက်ကင်နေရပြီးမြေ professional style နဲ့တယောက်ပဲဖြစ်ပါရည်ဆာရုကိုတစ်ချက်ကြည့်လိုက်ရုံနဲ့ဘာရီပြောင်းလဲပေးရမယ်ဆိုတာကိုရှင်းရှင်းနားလည်ခဲ့ပြီးတတိရှာရှာလေးစူးစမ်းပြီးတော့ပြောင်းလဲပေးလိုက်ပါရည်ဒီရဲ့အချိန်မှာတော့တောတူမာလီဆာရီရဲ့ပုံကောင်းနေရဲ့အလားတရားတွေကပေါ်ထွက်လာတာမလို့အင်ဒရာကလည်းအတော်လေးကိုငြင်းယူနေရပါပြီ သူမရဲ့ပုံစံတွေပြောင်းလဲပေးရမလို့ဖောက်ခင်ဖြစ်သူရဲ့အင်ကိုပြန်လာတဲ့အချိန်မှာပဲသူမအနေနဲ့မထင်မှတ်ထားတဲ့ကိစ္စတစ်ခုကိုမြင်လာရပါသည်ဂျီရန်ကဆာရူအတွက်ဇာမနာပွဲကိုပြုလုပ်ပေးနေခဲ့ပြီးတူအတွက်တော့ဆာရူကတိတ်ဆုံသွားပြီဖြစ်တဲ့အကြောင်းအသည့်အလင်းပြုလုပ်လိုက်ပါသည်ဝမ်နီနီရဲ့ဆာရူကတော့အိမ်ကိုမပြန်နိုင်ခဲ့ပြီမင်းအင်ဒရာဖန်တီပေးထားတဲ့အလားတရားကိုအကောင်းဆုံးထိန်းသိမ်းပြီးဆက်လက်ပြီးတော့ရှင်သန်သွားမယ်လို့အင်ဒရာကိုပြောပြနေခဲ့ပါသည်နောက်တနေ့မှာတော့စတိုင်အတက်နဲ့ဆာရူကမြင်းနဲ့သူတိုင်းငင်းမောရတဲ့အလားတရားကိုပိုင်းဆိုင်နေပြီပဲဖြစ်ပါသည် ဆာရူရဲ့အလှပသတင်းက FPC ကိုလည်းရောက်သွားရမလို့ဆာရူကိုအပြစ်ထွက်ဖို့အတွက်အမြင်လို့လို့လာပြီးတော့ရှိန်နေပါရင်ဆာရူအနေနဲ့အခုလိုပြောင်းလဲလိုက်တာဟာ RIT IIM ဘွေရတယောက်ကိုစွဲဆောင်ရှင်လို့ဖြစ်တဲ့အကြောင်း FPC ကိုရှင်းပြလိုက်ပါရစ်အဲ့ဒီအနေကဆာလို့ဆာရူတယောက်အလောက်ကနေခွင့်ယူထားပြီးပျောက်သွားပြီးမေ FPC ကတော့နေတိုင်းလို့လို့ရုံးမှာဆာရူကိုလာပြီးတော့မင်းနေပါရစ်ဆာရူနေမကောင်းမှန်းသတင်းရသွားတဲ့အင်ဒရာကလည်းအင်အထိလိုက်သွားခဲ့ပြီး FPC ကလိုက်ပြီးတော့ရှာနေတဲ့အကြောင်းပြောပြလိုက်ပါရစ် အမှန်တော့ဆာရုကအဖေကိုအတော်လေးစိတ်ဝင်စားနေရမလို့သူ့ရဲ့အရှိရောက်ရင်ဘာစကားမှပြောမထွက်တော့တဲ့အကြောင်းအင်ဒရာကိုရှင်းပြနေပါလိမ့်။အင်ဒရာကလည်းဆာရုအတွက် INTIN ဘွေရဆယောက်လောက်ကိုရှာပေးထားတဲ့အကြောင်းပြန်လည်ပြီးပြောပြနေပါလိမ့်။နောက်တနေ့မှာတော့ဆာရုအလုပ်ကိုရောက်တဲ့အချိန်မှာအဖေကဆာရုဟာ INTIN ဘွေရတယောက်ကိုဆွဲဆောင်နိုင်ခဲ့ပြီလို့တွေ့ဝဲပြီးပြောရင်ဆာရုကိုရှစ်ခွေပန်လိုက်ပါလိမ့်။အပျော်လွန်သွားတဲ့ဆာရုကတော့ဒီရဲ့ကိစ္စကိုအင်ဒရာကိုတိုင်ပင်တဲ့အခါမှာအင်ဒရာကလည်းလက်ခံလိုက်ဖို့အတွက်ပြောပြလိုက်ပါလိမ့်။ဆာရုကိုတဖက်တည်းစိတ်ဝင်စားနေတဲ့အင်ဒရာကတော့ ကိုမဟုတ်တဲ့တခြားသူနဲ့ပြောနေတဲ့သူမကိုနှီးစင်တဲ့အမြငေးပြီးတော့အကြည့်နေရပါတယ်။ဒါနဲ့ရင်မလုံလောက်သေးပဲ။စာရုကသူမအတွက်မင်္ဂလာဝတ်ဆောင်ကိုရွေးပေးဖို့ထပ်မံပြီးတော့တောင်းဆိုလာတာကြောင့်အင်ဒရာတယောက်နှစ်ထပ်ခွန်းအသေးကွဲရပါတယ်။မင်္ဂလာဝတ်ဆောင်ခံမမှာတော့ဖောက်ခင်တဲ့ညီမဖြစ်သူဘာတွေ့လိုက်ရပြီးယောက်ျားလူချင်းတဲ့ကာဗရီကတော့အမဖြစ်သူကိုတေလူလို့တတ်မှတ်ကပျော်ရွှင်နေပါတယ်။ဒီရဲ့မြင်ကွဲကြောင့်လေစာရုတယောက်ရင်ထဲမှာအတော်လေးကိုနာကျင်ပြီးတော့ခံစားနေရပါတယ်။တရက်မှာတော့အဘီယာပေါ်တူဂီမျိုးရဲ့ဌာနတစ်ခုမှလောက်ရခဲ့တာကြောင့်စာရုလည်းလိုက်သွားဖို့အတွက်အကြောင်းဖန်လာပါတယ်။ မင်းလာဖိဆာကိုတော့အင်ဒရာကိုပေးရခဲ့ပြီသူသာပွဲကိုရောက်မလာရင်စာရုဖက်မှာပွဲသက်ပေးမဲ့သူမရှိတော့တဲ့အကြောင်းသူမကဝန်းနေစွာနဲ့ပြောပြနေပါလေအင်ဒရာကလေစာရုအတွက်ဂျီရန်စီကိုဖိဆာသွားပြီးတော့ပေးခဲ့တဲ့အပြင်လာပြအောင်လာဖို့အတွက်ပြောပြနေပြီမေမာနာကြီးရဲ့ဂျီရန်ကတော့ဖိဆာကိုလွှင့်ပြလိုက်ပါလေဘာမှမတတ်နိုင်တော့တဲ့အင်ဒရာကလေစစ်ဆက်ပွဲကိုတူကိုယ်တိုင်းပဲစာရုကိုလိုက်ဖို့ပေးခဲ့တဲ့အပြင်သူမအတွက်နေစီပန်တပွင့်ကိုလေးပေးအပ်လိုက်ပါလေစစ်ဆက်ပွဲမှာတော့အပီတယောက်အချိန်တော်ကြာတဲ့အထိရောက်မလာခဲ့တာမလို့စစ်ဆက်ပွဲကိုဖျက်သိမ်းရတဲ့အထိဖြစ်သွားရပါလေဝန်နေပလက်ဖြစ်နေတဲ့စာရုက ။ဘာကြောင့်သူမကိုလက်မထက်ရတာလဲလို့အပီကိုမေးနေခဲ့ပါလေ။အကြောင်းကတော့အပီရဲ့မိဘတွေကစာရုလို့မိဘကဆွံ့ပစ်ထားတဲ့ကလေးတယောက်လက်မခံနိုင်တာကြောင့်ပဲဖြစ်ပါလေ။အင်ဒရာကတော့စာရုကိုလက်ထပ်ပေးဖို့တောင်းဆိုပြီးမေစာရုကလက်မခံတော့ဘဲနဲ့ထွက်သွားလိုက်ပါလေ။အင်ဒရာအနေနဲ့စာရုအတွက်စူးစမ်းပေးသမျှဟာအပီလိုလူတယောက်နဲ့မတန်ဘူးလို့စာရုကပြောပြနေရင်းနဲ့ငိုကြွေးနေပါလေ။ဆာရုနဲ့အဘိဓာလက်ထပ်ဖြစ်ကြရင်ဟန်နီမွန်အတွက်စီစဉ်ထားတဲ့ဟိုတယ်ကိုလေအင်ဒရာနဲ့အတူရောက်လာခဲ့ပါလေအခန်းရဲ့အတွင်းမှာစီစဉ်ထားတဲ့အရာအားလုံးကိုတော့ဆာရုတယောက်အကုန်လုံးကိုဖျက်ဆီးပစ်လိုက်ပါလေ ။အင်ဒရာကတော့သူမကိုနှစ်သိမ့်ပေးရင်းနဲ့အရင်ကလေးကမေတ္တာကိုစီရှိနေကြတဲ့သူတို့အဖို့အရှင်းနဲ့ကြိုမိသွားကြပါလိမ့်။နောက်တနေ့မနက်မှာတော့ဆာရူစီကိုအဖေကကြောက်လာခဲ့ပြီးနှစ်ယောက်သားစကားပြောနေရအောင်အင်ဒရာကမြင်သွားတာကြောင့်သူတို့နှစ်ယောက်ပြန်လှည့်ပြီးတော့အဆင်ပြေသွားပြီလို့ထင်သွားပါလိမ့်။အရာအလုံးပြီးဆုံးသွားပြီထင်နေတဲ့အင်ဒရာကတော့ဒီရဲ့မျိုးကနေထွက်သွားဖို့အတွက်ပြင်ဆင်နေတဲ့အချိန်မှာဆာရီရဲ့အမေကကြောက်လာခဲ့ပြီးသူမကိုကာဗရီရဲ့ဖိတ်စာပေးပေးဖို့အတွက်လာရောက်ပြီးတော့တောင်းဆိုနေပါလိမ့်။ နောက်ဆုံးအချိန်အဖြစ်ဆာရီရဲ့မျက်နှာကိုမြင်ရှင်းသေးတဲ့အင်ဒရာကလည်းစာချီတိုက်ကိုသွားပြီးသူမရဲ့တရင်ကိုစုံစမ်းပြီးမှသူမအလုထွက်သွားပြီးပဲဖြစ်ပါလိမ့်။အဘီရဲ့ရုံကိုဖိတ်ဆောင်သွားပြီးရဲ့အချိန်မှာလေအဘီကအဲ့ဒီနေ့ဟိုတယ်မှာကလေးကသူမနဲ့လမ်းခွဲလိုက်တာဖြစ်တဲ့အကြောင်းပြောကပြန်တော်လိုက်ပါလိမ့်။ဆာရူတယောက်ပြောင်းနေပြီဆိုတော့သတိထားမိသွားတဲ့အင်ဒရာကတော့နေရာအဆောင်မှာလိုက်ပြီးတော့ရှာနေရင်တော်ရင်တနေရာမှာဆာရူကိုပြန်လှည့်ပြီးတော့တွေ့လိုက်ရပါလိမ့်။အတူအိတ်ဖြစ်တဲ့နေ့ရဲ့နောက်ပိုင်းသူတို့ကဘာတွေလဲလို့အင်ဒရာကမေးပြီးမှဆာရူကတယောက်ထဲနေပြရစီလို့တောင်းဆိုလိုက်ပါလိမ့်။ ဒါပေမဲ့လေအင်ဒရာကထွက်မသွားပဲကာဘရီရဲ့ဖိစာနဲ့အတူပြန်ပြီးရောက်လာတဲ့အခါမှာတော့ဆာရူကဝမ်ပန်းသက်သာနဲ့ဖန်နေရင်ရုတ်တရက်မေးလဲသွားခဲ့ပါလေစီစစ်ချက်အရဆာရူဟာအုံနောက်အခြေယောဂါကိုခံစားနေရတဲ့လူနာတယောက်ဖြစ်နေမှန်းအင်ဒရာကသိလိုက်ရပါလေဒီရဲ့အကြောင်းကိုလေဆာရူနဲ့အပီရိုနှစ်ယောက်လုံးကိုပြောပြထားတဲ့အကြောင်းဆီယောင်ဝင်ကထပ်မံပြီးရောရှင်းပြလိုက်ပါလေအဲ့နောက်အင်ဒရာလေအပီကိုမြင်မြင်ချင်းဆွဲထုတ်လိုက်ပြီးယောဂါကြောင့်လက်ထပ်ပွဲကိုဖျက်လိုက်ရတာလားဆိုပြီးတော့မေးလိုက်ပါလေ အမှန်တော့ဗီဇာလျှောက်ဖို့စစ်ဆေးကလေးကအပီရိုးနှစ်ယောက်လုံးဒီရဲ့ယောဂအကြောင်းတည်နေကြတာဖြစ်တဲ့အပြင်ဟိုတယ်မှာစုံတော့ကလေးဆာရူကိုပြန်လဲပြီးတော့လက်ခံပေးဖို့အပီကတောင်းဆိုခဲ့ပေမယ့်ညင်နာကိုပဲခံလိုက်ရပါတယ်အလုံးနဲ့တရပီတရအင်ဒရာကပဲဆာရူကိုစီယုံမှာစောင့်ရှောက်ပေးခဲ့တဲ့အပြင်ဆာရူရဲ့အိမ်မက်ဖြစ်တဲ့ပကြီးအပြည့်ဖြစ်နေတဲ့ပြားဇက်ပွဲတစ်ခုကိုသူမအတွက်ဖန်တီးပေးခဲ့ပါတယ်ကာဗရီရဲ့လက်ထပ်ပွဲကိုလည်းဖွင့်ပြခဲ့တဲ့အပြင်ဆာရူကတော့သူမရဲ့မိဘတွေပျော်နေအောင်ကြည့်ရင်အတော်လေးကိုပီတိဖြစ်နေရပါတယ် အဲ့ဒီရနော်ဒီရအခန်းထဲမှာပဲစာရုကိုအင်ဒရာကလက်ထပ်ခွင့်တောင်းခဲ့ပြီးမင်းစာရုကတော့သူမကိုတနာလို့လက်ထပ်ရှင်ကြောင်အသွေးတွေမာနေခဲ့ပါလေအဲ့ဒီနောက်အင်ဒရာကလေဂျီရန်ရဲ့အိမ်ကိုတွားရောက်ခဲ့ပြီးစာရုရဲ့တပ်ပုံမှာတေလူတယောက်လိုပန်းကုံစုပေးရမျိုးထပ်ပြီးရောမလုပ်ဖို့အတွက်ဒဲပဲပြောလိုက်ပါလေစာရုတယောက်မျက်ရည်ကြားနေလို့ဘာမှမလုပ်ပေးနိုင်ဖြစ်နေတဲ့အင်ဒရာကတော့တညာလုံးအရက်ကိုတောက်ပြီးတော့ဖျက်ဆီးနေပါလေနောက်တနေ့မှာတော့မနေ့ကအင်ဒရာရဲ့အပြူမူကြောင့်ရေမှုကလာရောက်ပြီးတော့ဖမ်းဆီးသွားခဲ့ပါလေ တစ်ဖက်ကစာရူကတော့စင်းအောင်စင်ခွင်တောင်းကစာတီတာကိုနောက်တစ်ခေါက်ပြန်ပြီးတော့တွားနေပါတယ်။အဖမ်းခံရတဲ့အင်ဒရာကလေစာရူစီကိုဖုန်းခေါ်ရဖို့အတွက်ရေမူးစီကိုတောင်းဆိုနေပါတယ်။ဒါပေမဲ့လေရေမူးကလက်မခံနာမလို့အင်ဒရာတယောက်အကြံဉာဏ်ကိုတောင်းကရေစခန်းကနေထွက်ပြေးလာပါတယ်။အမှန်တော့စာရူစီကနေအင်ဒရာတယောက်စာအုပ်လာပြီးတော့ငားနေကြတဲ့ကသူမကိုရှင်းမိနေရဖြစ်တဲ့အပြင်စာအုပ်တိုင်းရဲ့ကတ်တွေမှာလေရည်စားစားတွေကိုရေးထားခဲ့တာပဲဖြစ်ပါတယ်။ဒါရီကိုဖတ်လိုက်ရတဲ့စာရူကတော့အင်ဒရာစီကိုဖုန်းဆက်ပေးမိဖုန်းမကင်ဖြစ်နေပါတယ်။ တဖက်ကအင်ဒရာအနေနဲ့လေဖုန်းလေးတစ်ချက်ဆက်ရဖို့အတွက်အခုလိုလက်ထိတ်တလန်းနဲ့ထွက်ပြေးရအောင်အထိလောဖို့မလိုတဲ့အကြောင်းရင်းမူကရှင်းပြပြီးစာကြည့်တိုက်ကိုလိုက်ပြီးတော့ပို့ပေးလိုက်ပါရီအလို့နဲ့အင်ဒရာလေစာကြည့်တိုက်ထဲမှာငုံနေတဲ့စာရူကိုတွေ့ရှိခဲ့ရပြီးစေရောက်မှာပဲနေတဲ့တဲ့အကြောင်းပြောပြနေပါရီစာရူကတော့အရင်ကလေးကတူမကိုရှင်းနေပါလေဘာဖြစ်လို့အပီနဲ့ပေးစားရတာလဲလို့မေးနေခဲ့ပါရီအင်ဒရာကသူ့လိုရာဇဝတ်သားတယောက်ဟာဖြူစင်တဲ့စာရူကိုမပိုင်ဆိုင်နိုင်တာကြောင့်အခုလိုဖြည့်စီပေးနေရတာဖြစ်တဲ့အကြောင်းရှင်းပြနေပါရီ ဒီလိုမျိုးစကားရီကြမလို့စာရူကလည်းအင်ဒရာအပေါ်ပို့ပြီးတော့အရှင်းမြန်လို့သွားတဲ့အပြင်သူမနဲ့လက်ထပ်ဖို့အတွက်ဂလန်လိုက်ပါရီအဲဒီဟာအချိန်မှပဲရဲမှုကအင်ဒရာကိုစကန်ကိုပြန်ဖို့အတွက်လာခေါ်ပြီးမြစာရူကလက်ကိုမလွတ်ပေးရကြောင်းသူရဲ့အရှိစစ်ကိုနားလေနေရဲ့ရဲမှုကပဲမင်္ဂလာလက်ဖွဲအနေနဲ့လက်ထိုက်ကိုလက်ဆောင်ပေးလိုက်ပါရီအခုအချိန်မှတော့အင်ဒရာနဲ့စာရူတို့ဘွားကိုအတူတူဖြတ်တန်းနေရောမှာစာရူကသူမသာတည်သွားခဲ့ရင်ဓာတ်ပုံမှာပန်ကုန်မရှိဖို့အတွက်မာနေပါရီ သူမအိပျော်နေရဲ့အရှိမာတော့အင်ဒရာကဂျီရက်စီကိုတွားရောက်ခဲ့တဲ့အပြင်နောက်တဲ့တစ်ချိန်သူမရဲ့ဓာတ်ပုံမှာပန်းကောင်းမရှိဖို့တနက်နဲ့ရှင်းလျှောက်လိုက်ပါတယ်။ဒါအပြင်လေသူအနေနဲ့ဆာရူအတွက်ဆိုရင်လူလဲတက်ရဲတယ်လို့အသက်ပါပေးနိုင်တဲ့အကြောင်းထပ်မံပြီးတော့ပြောပြလိုက်တဲ့အခါမှာတော့ဆာရူရဲ့အမေကနောက်တဲ့တစ်ချိန်ထပ်ပြီးတော့မလုပ်ဖို့သူမပြောပေးမယ်ဆိုပြီးအင်ဒရာကိုအိမ်ပြန်လွှတ်လိုက်ပါတယ်။သူတို့နှစ်ယောက်ရဲ့စီဇတ်ပွဲကိုတော့ရေမူဟာတက်ရောက်လာခဲ့ပြီးအခြေလင်မယားအရာကိုရောက်အောင်ဂရိစကားတွေရွတ်ဆိုကြပါတယ်။အဲ့ဒီအချိန်မှာဂျီရန်ကရောက်ရှိလာပြီးသူရဲ့အနေနဲ့မင်္ဂလာပွဲကိုဖျက်သိမ်းနိုင်တဲ့အကြောင်းထပ်ပြီးတော့ပြောခဲ့ပါသေးတယ် ဒါပေမဲ့လေအင်ဒရာကဆာရုအတွက်ဆိုအသက်ပါပေးနိုင်တဲ့အကြောင်းပြောခဲ့တဲ့အပြင်ဆာရုနဲ့လိုက်ဖက်တဲ့လူအားလေးအင်ဒရာအပြင်မရှိဘူးလို့ပြောလိုက်ပါတယ်ဒီလိုမျိုးမင်္ဂလာပွဲကိုလက်ခံလိုက်တဲ့အခါကြောင့်ဆာရုကအတော်လေးကိုဝမ်းသာနေခဲ့ပြီးမြတ်မတ်ထိုးရတဲ့အချိန်မှာသူမရဲ့ယောဂထားပြီးတော့ဖောက်လာတာမလို့ဆာရုတယောက်ဇီးယုံကိုရောက်သွားခဲ့ပါတယ်ဂျီရန်ကတော့သူ့ရဲ့အသက်တွေအတွက်အပြစ်တင်နေပြီးမြလူတွေကတယောက်နဲ့တယောက်အတူရှိနေကြတာဟာအပြစ်တွေကိုမေးနိုင်လို့မဟုတ်ပေအချင်းချင်းခွင်းလို့ပေးလို့ပဲဆိုတဲ့စကားနဲ့ဆာရုကနှစ်သိမ့်ပေးလိုက်ပါရဲ့ ဂျေရန်ကလည်းဆာရုအင်ကိုပြန်လာတဲ့အခါကျိုးစိုးပွဲကိုလှုပ်ပြီးခဲ့တဲ့အပြင်မင်္ဂလာပွဲကိုပါစီစဉ်ပေးဦးမှာမလို့ဆာရုမှအချိန်ဘလောက်ကြံသေးလဲလို့ဇီယာဝင်ကိုမေးနေခဲ့ပါလေ။ဒါပေမဲ့လည်းဆာရုဟာရပ်ပိုင်မဲ့အသက်ရှင်တော့မှဖြစ်တယ်လို့ဒီရဲ့အကြောင်းလေးကိုတီးလိုက်ရတဲ့အင်ဒရာကလည်းနောက်ဆုံးအချိန်ထိဆာရုကိုတွေ့ရအနာမှာထားရှင်းတဲ့အတွက်ဖခင်စီကိုထွက်သွားလိုက်ပါလေ။အင်ဒရာတို့ရှယ်ဝင်ထဲမှာရှိတဲ့ဝတ်သိရှာပင်အကြီးရဲ့ဘေးမှာရှောက်ပီပက်လေးမြေခွက်တစ်ခုကိုပေးဖို့အတွက်ဖားခင်စီမှာတွားရောက်ပြီးတောင်းဆိုပြီးမင်းသူရဲ့အဖေကတော့လူတက်လာတယ်လို့ပဲထင်နေပါရဲ့အဲ့ဒီနောက်အင်ဒရာတရစီယံကိုပြန်လာခဲ့ပြီး ဆော်ရီရဲ့ဘေးမှာပဲထားမသွားဖို့အတွက်တောင်းဆိုနေပါတယ်။အမှန်တော့အင်ဒရာ73နှစ်သားကသူ့အရင်ခင်မိရတဲ့အင်တော်ထိန်မီလီလီဆိုတဲ့အမျိုးသမီးနဲ့အတူနေထိုင်နေရပဲဖြစ်ပါတယ်။တနေ့မှာတော့သူမကိုအင်ဒရာရဲ့အိုလီကအာထမပြုခြင်းမို့အတွက်စူးစမ်းနေရကြောင်းလီလီကရုံးခဲ့ရင်လေအိုလီဖြစ်သူကိုတက်မိလိုက်ပါတယ်။ဒီရဲ့ကိစ္စကိုလေအင်ဒရာရဲ့အဖေကိုပြောပြရင်မယုံပါကြောင်းအင်ဒရာကပဲသူကတက်လိုက်တဲ့အကြောင်းအစားဝင်ခံလိုက်တာပဲဖြစ်ပါတယ်။ဒီရဲ့အကြောင်းလေးကိုလေဆာရုကိုပြောပြခဲ့တဲ့အပြင်ဆာရုကလည်းအစကတည်းကတည့်ရလို့ပြောရင်းနဲ့ပြေဆုံးသွားခဲ့ပါလေ ခဏကြာမှတော့အင်ဒရာရဲ့ဖခင်ကပါရောက်လာခဲ့ပြီတရှင်ကသူ့ရဲ့သားဖြစ်သူကိုမကယ်တင်နိုင်လိုက်ပေမယ့်ရွှေမောင်ကိုငွေဘလောက်ကုန်ကိုကယ်တင်မှာဖြစ်တဲ့အကြောင်းပြောနေပေမယ့်စာရုကဆုံးမသွားပြီဖြစ်တဲ့အကြောင်းပဲသိလိုက်ရပါလေအင်ဒရာကလေသူ့ဖခင်ရဲ့အပြစ်တွေကိုခွင်လွတ်ပေးခဲ့ပြီတာဖာနှစ်ယောက်အာရပါရဖက်လိုက်ကြပါလေဒီရဲ့အကြောင်းလေးကိုပြန်သွင်းနေတဲ့လူကတော့နမဲကျော်ရှိနေကြီးဖြစ်တဲ့အင်ဒရာပဲဖြစ်ပါလေ ဝက်တချပင်ရဲ့အနာမှာစာရီးရဲ့အလောင်းကိုတကြိုပေးထားတာဖြစ်တာကြောင့်ဒီရဲ့နေရာလေးမှာသူရဲ့အနေနဲ့တခါတလေတော့ရက်တွေတောင်းမိကြောင်းနဲ့အတူစာရူးကိုလွမ်းနေမိရဲ့အကြောင်းပြောရင်းနဲ့ဇလန်လေးကလည်းအဆုံးသက်သွားခဲ့ပါရင်ဒီကနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့မှလေအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အိန္ဒိယဇလန်ကောင်းတွေကိုအစင်မပြတ်တင်ဆက်ပေးမှမလို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့အတွက်ပြောချင်ပါတယ်နောက်ထပ် video တွေမှာပြန်တွေ့ကြမယ်နော်